ဒီနေ့အတွက်မိမိရဲ့အားနည်းချက်ကိုအာသာချက်အဖြစ်ပြောင်းလဲနည်းဆိုတဲ့အကြောင်းအရာလေးကိုရွေးချယ်ထားပါတယ်။လူသားတိုင်းမှာအားနည်းချက်ဆိုတာရှိပါတယ်။ဒါပေမဲ့ဒီအားနည်းချက်တွေကိုဖုံးကွယ်ဖို့စူးစမ်းရင်ကျွန်တော်တို့ဟာအမှန်တကယ်လိုချင်တဲ့ဘဝတွေကနေဝေးကွာသွားတတ်ပါတယ်။ကျွန်တော်တို့ဟာအားနည်းချက်တွေကိုဖုံးကွယ်ရင်မိတ်ဆွေတယောက်ကိုအကူအညီတောင်းဖို့ရှက်နေမိတယ်။ဒီလိုနဲ့စစ်မှန်တဲ့ဆက်ဆံရေးတွေလွဲချော်သွားတယ်၊ကိုကိုကိုအမှန်တိုင်းမပြရဲတဲ့ဘဝနဲ့နေထိုင်ရတယ်။ ရုံးမှာဖငားရာရာတိတယ်ဟန်ဆောင်ရင်မတိတာကိုမေးဖို့ကြောက်နေမိတယ်ဒီလိုနဲ့တိုးတက်ဖို့ခွင့်လန်းတွေဆုံးရှုံးတဲ့လုပ်ဖို့ကင်ဘက်တွေရဲ့ယုံကြည်မှုကိုဆုံးရှုံးတယ်ကိုအားနဲ့ချက်ကိုလက်မခံနိုင်လို့စိတ်ဖိစီးမှုတွေကိုအရက်နဲ့ဖြေရှင်းတယ်ဒီလိုနဲ့စိတ်ကြမ်းမာရေးပူဆိုးလာတယ်ကိုကိုကိုနားလည်မှုနည်းလာတယ်တကယ်တော့ကျွန်တော်တို့ဟာအားနဲ့ချက်တွေကိုကြောက်လို့ပြည့်ပြည့်စုံဟန်ဆောင်တဲ့အမားတွေကိုဖုံးကွယ်တယ်နာမမပြေဆုံးဘူးဆိုတဲ့ခံစားချက်နဲ့အချိန်ကုန်ကြတယ် တကယ်ဘဝပျော်ရွှင်မှုအတွက်အားနည်းချက်ကိုလက်ခံရပါမယ်။စိတ်ခံစားမှုကိုဖုံးကွယ်လိုက်တိုင်းပျော်ရွှင်မှုကိုလည်းဆုံးရှုံးသွားစေပါတယ်။ဒီတော့အားနည်းချက်တွေကိုဘလို့အသုံးချရမလဲရိုးရိုးလေးပါပဲ။